ဒီနေ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့တန်တန်လေးတစ်ခုတက်ရောက်ခဲ့တာပြန်မျှဝေပေးခြင်းပါတယ်။ဒီနေ့ CME တန်တန်ကတော့ Art Therapy လို့ခေါ်တဲ့အနုပညာစိတ်ကုထောင်အကြောင်းလေးဖြစ်ပါတယ်။ Lydia စိတ်ကုမ္ပဏီနဲ့ TKD ဇီဝကအပ်တိုကနေပြီးတော့စီစဉ်ဖြစ်ခဲ့တာပေါ့။ Event လေးမှာမိတ်ဆွေဆရာဝန်များနဲ့လည်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါသေးတယ်။ပထမပိုင်း Art Therapy Session မှာတော့အိန္ဒိယကဆရာမ Miss Madhumita Mishra မှနေပြီးတော့အသက်ရှူကုထောင်ခံစားမှုများကို ပကြီနဲ့ ပုံဖော်ခြင်းအကြောင်းလက်တွေ့ညွှန်ကြားပေးခဲ့ပါတယ်။ပြီးတော့ဝါဒီစီတယ်ပေါ့ဗျာ။နေ့လယ်စမစားသေးတာနဲ့အတော်ပဲ။မန်ဂိုမူးစ်လေးကိုတော့တော်တော်လေးသဘောကျတယ်။ဒလီပေးကောင်းနေတာနဲ့ပဲအကုန်လုံးမစားခဲ့ရအောင်။တီးဘရိတ်အပြီးတော့ဒုတိယပိုင်းမှာ GP ဆရာမများချင်းချင်းမိသားစုစီမံကိန်းချခြင်းအတွေ့အကြုံများကိုဆွေးနွေးဖန်တီးခွင့်ရခဲ့တယ်။ကျွန်တော်ကတော့ကြုံမှုသမျှထဲမှာအဆန်းဆုံး case တစ်ခုကိုဆွေးနွေးခဲ့တာပေါ့။ဒါနဲ့ case အဆန်းတွေကလည်းကျွန်တော်စီရထားတာ။ တာဖမီယာပရော်ဖက်ဆာဒေါက်ကင်မီဦးမှနေပြီးတော့လမ်းညွှန်ကြားဖိတ်တွက်များကိုလည်းပြန်ရခဲ့ပါသေးတယ်။ပွဲပြီးတာနဲ့ညနေ9:00နာရီစေကန်းအမီပြန်ပြေးခဲ့ရသေးတယ်။ကိုအယောက်လူနာနဲ့အယောက်တော်သေးတာပေါ့။ဒါနဲ့ကျွန်တော်ခံစားမှုကိုပကြီးနဲ့ပုံဖော်ထားတာဘလို့များခံစားမှုပေးလဲကောမန့်မှာရေးခဲ့အောင်နော်။ကျွန်တော်ကတော့မိတ်ဆွေရဲ့မိသားစုဆရာဝန်ဒေါက်တာဇော်လင်းသူပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြမယ်။ Okay bye ။